2025ခုနှစ်အောက်နိုဝင်ဘာလ19ရက်ဒီနေ့ဗုဒ္ဓနေ့ဟာခနေ့သားမီးအလုံးတို့အတွက်ကန်တမာနမူနူမရိုလော်ဂျီကဏ္ဍပင်ဟာကံခွင့်ရကောင်းနေရမယ်နေ ဖြစ်ပါတယ်စတုကိစ္စမျိုးတွေဆိုင်ကိစ္စမျိုးတွေစီးပွားရေးလုပ်ငန်းသစ်စတင်မှုမျိုးတွေညွှန်ကြအသက်တွေအတွက်အောင်မြင်မှုခွင့်ရှိပါတယ်အရင်တုန်းကအဆင်မပြေဖြစ်နေတဲ့သူတွေနဲ့ပြန်ပြီးသိမ့်မြတ်သွားတတ်တယ်အရင်တုန်းကငွေကြေးခက်ခဲတာတဲ့ကိစ္စတွေကပြန်ပြီးပြင်လဲသွားနိုင်မယ် ကိုမှရှိတဲ့ဖိုးတံပစ္စည်းတွေရောင်းလိုက်တာအစ်စ်ဝဲတာလဲတာဖလဲတာအစောင်းနေရထိုင်ခင်းအိမ်နေရအလုပ်နေရတွေပြင်ဆင်တာမျိုးတွေဟာဒီလိုကိန်းကနမ်းမျိုးတွေနဲ့သက်ဆိုင်ပါတယ်ခင်ဗျာဒီနေ့မှာဖနေသားမိတွေအားလုံးကံထူးကောင်းမလို့တွက်ဆိုရင်တော့မနေ့စောစော မျက်နှာသိတဲ့အခါမှာဘုဒ္ဓဘုဒ္ဓလို့ဂုံတော်ကိုပွားထုံပြီးတော့မျက်နှာသိချင်းအပြင်တဏိတာလို့မျက်နှာပွဲစမ်းပွဲလက်ပွဲကမ်းပွဲမှာနေမယ် ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေဒီလိုနည်းမျိုးမှာပညာရေးသင်ကြားမှာအခက်အခဲအနောက်ချက်ရန်တိုက်ခိုက်မှုရှိပဲအေးချမ်းသာရတက်မြောက်သင်ကြားနိုင်ဖို့လို့တွက်ကြတော့မနေ့စောစောမှာအစိမ့်အောင်ဖျောင်းနိုင်မြတ်စွာဘုရားရှင်ကိုမိထုံးပူဇော်ပါခင်ဗျာဒီနေ့မိရှုတန်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတွက်ကြတော့မဟာဘုဗေဒနိယဗုဒ္ဓနေဘွားမရဏဘွားဇာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားအရငယ်စဉ်မှာခြူကြပြီးတော့ အသက်ကြီးတဲ့ချိန်မှာအောင်မြင်မှုအထူးရကြမဲ့သူတွေဖြစ်ကြပါတယ်။ထို့သူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတဲ့လမ်းညွှန်မယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေတနေ့တားလုံးကံအထူးစွမ်းမှုကောင်းမှုလို့အတွက်ကံတရားကိုမျက်နှာသာပေးဖို့လို့အတွက်ကြာဆန်ဟင်းငါချက်ပြီးမြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းတန်ကလောင်းလူချင်းဧည့်သည်ဆွေမျိုးပရိသတ်တို့ကိုကြာကြာဟင်းငါဒါနလုပ်ခြင်းအပြင်ထူးခြားသောကုသိုလ်ခွင်လမ်းဖြစ်ပါမယ်ခင်ဗျာ။ ဒီနေ့မှာအကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့ငွေကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့ပတ်စံရည်တဲကိုကွန်းရွက်နှစ်ရွက်စောင်းထားလိုက်ရမှာဖြစ်ပါတယ်ဈေးရောင်းကောင်းဖို့လို့အတွက်ဈေးကော်လက်ခော်ဖြစ်နေရတော့ဆိုင်ရှိကိုမျက်နှာတက်တဲ့မူပြီးတော့အသီးနှံတစ်မျိုးငပြောသည်သို့မဟုတ်ပန်းသည်စပြီးတော့ဈေးရောင်းကောင်းမှသည်ဆူတောင်းလိုက်ကြပါခင်ဗျာအယောင်းထိုင်နေတဲ့ကွန်ပျူစီတွေအယောင်းတော့ဖို့အတွက်ကတော့ခရမ်းသည်တစ်လုံးနဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိရသာသာ အယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုပြဿနာတွေကလွတ်မြောက်ဖို့လို့အတွက်ထိုသူရဲ့နာမည်ကိုကြောက်ပြုံသီးမှရေးပြီးတော့ဆွမ်းခံဖုန်းကြီးလှူလိုက်ပါခင်ဗျာကျမ်းမာရေးကံကောင်းမှုလို့အတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အနာရောဂါတွေကင်းဖို့လို့အတွက်ဓာတ်စာဖြစ်နေရတော့ဒီလိုနည်းမျိုးမှာငါးကြော်လေးအနေငယ်စပြီးကျမ်းမာဖို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာအိမ်တော်ရေးမိသားစုရေးမေတ္တာရေးအခြေအကျိစ္စအေးချမ်းပါလိမ့်မယ်စိတ်ချမ်းသာဖို့လို့အတွက်ကတော့ 啊，就一顿油，明天做嘛？明天做海鲜，我突然了一把，哈、啊！